ဥရောပတိုက်တစ်ခုလုံးကိုတင်းပိုက်ပြီးကြတော့မကျေနပ်နိုင်သေးတဲ့နပိုလီယံကရုရှားနယ်စပ်အထိသွားပြီးအားလုံးကိုရန်စပါလီရောရုရှားဘက်ကလူတွေကိုချောဆွဲလိုက်ပြီးစစ်တပ်ကြီးကိုအ мян ဖွဲ့စည်းကပြန်တိုက်ဖို့ခြေတက်လာတဲ့အခါမှာမြစ်တစ်ဖက်ကမှတက်ဆွဲထားတဲ့နပိုလီယံရဲ့တက်ခွဲတစ်ခုကိုတွေ့ရှိသွားတာကြောင့်ရုရှားတပ်ကအပြက်ခြေမုံဖို့ဝင်တိုက်ကြတယ်အဲ့ဒီတက်ခွဲကနပိုလီယံစီတည်င်းပို့လိုက်ပြီးတော့အပြင်းထန်ခုခံကြပေမဲ့ရုရှားတပ်ကတောင်ပံနှစ်ဖက်ကိုဖြန့်ကျက်ပြီးတော့ညှက်တိုက်ဖို့ရှေ့တက်လာတယ်ဒါကြောင့်ပြင်သစ် တပ်ခွဲကစနစ်တကျနောက်ဆုတ်ပြီးတော့တိုက်ခိုက်တဲ့ဤကိုအတုံးပြူရင်းနဲ့မြို့တဲကိုရောက်သွားတော့တယ်နောက်ဆုံးတော့ရုရှားတပ်ရဲ့ဝိုင်းတိုက်တာကိုခံနေရတဲ့အပြင်အဆက်မပြတ်ပြစ်ခတ်မှုတွေရဲ့ကြားမှာအကြအဆုံများလာတော့တယ်အဲ့ချိန်မှာမူးချုပ်သွားတာကြောင့်ရုရှားတပ်ကနောက်နေ့မှအပြတ်ရှင်းဖို့ယာယီတံတားကိုအရင်ဆောက်လုပ်လိုက်ပြီးတော့အင်အားကိုထပ်ဖြည့်ကတိုက်စစ်ဆင်ဖို့ကြိုတင်စုဖွဲ့ထားလိုက်တဲ့မူးလင်းလာတာနဲ့ရုရှားတပ်ကထိုးစစ်ဆင်ကြတဲ့အချိန်မှာနပိုလီယံကရောက်ရှိနေပြီဖြစ်ပြီးတံပ ြန်တိုက်စစ်စင်တဲ့အတွက်ရုရှားဘက်ကပြန်ဆုတ်လာရတယ်ဆက်ပြီးနပိုလီယန်ရဲ့အမြောက်တပ်ဖွဲ့ကအရှိကိုတက်လာပြီးရုရှားတပ်ဖွဲ့တွေကိုတဲပစ်ပါလီရော အမြောက်စံတီကလူအုပ်ကြားတွေကိုဇက်တိုက်ကြားရောက်နေတာမို့မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်ပေးလိုက်ရတယ်ဖြစ်ချင်တော့အနောက်မှာမြစ်ခံနေတာကြောင့်ကျင်းမြောင်းတဲ့တံတားပေါ်ကနေထွက်ပြေးဖို့အလူအရက်ဖြစ်လာကြတယ်အဲ့ချိန်မှာနပိုလီယန်ကရှေ့တက်ဖို့အမိန်ပေးလိုက်တာနဲ့အားလုံးကအစွမ်းကုန်အော်ဟစ်က ဝင်တိုက်ကြပါလီရောဒါကြောင့်ရုရှားဘက် က်ကတချို့ကမြစ်ထဲမှာလက်ပစ်ကူးနေရင်းနဲ့ကြဆုံသွားကြတယ်လို့တချို့ကပိတ်ဆို့နေတဲ့တံတားပေါ်မှာအသင်းဖိတိုးနေချိန်မှာအမြောက်ဆန်တွေကြရောက်လာတာကြောင့်တံတားနဲ့ပါရောပြီးတော့ရေထဲမှာမျောပါသွားတော့တယ်မြစ်တစ်ဖက်မှာပိတ်မိသွားတဲ့တက်တွေအားလုံးကရန်သူရဲ့လက်ထဲကိုကြရောက်သွားတော့တယ်အဲ့ဒီတိုက်ပွဲအပြီးမှာနပိုလီယံပြောလိုက်တာကအခုလိုအခွင့်အရေးမျိုးနှခါမရဘူးရန်သူအမားလုံနေချိန်မှာကိုကဝင်မနှောက်ရက်ပဲပေးလုထားလိုက်ပါတက်ပြုတ်သွားတဲ့ရုရှားဘရင်ကသူ ရဲ့လက်အောက်ခံဖြစ်တဲ့ပရုရှားနိုင်ငံကိုနပိုလီယန်စီထိုးပေးလိုက်ကစစ်ပြေငြိမ်းလိုက်တဲ့ဆက်ပြီးနပိုလီယန်ကသူ့ရဲ့ရန်သူဖြစ်တဲ့အင်္ဂလန်ကိုဖြိုဖို့စလုပ်တဲ့ဥရောပပပလင်မှာရှိတဲ့ကန်ယိုရန်တလျှောက်လုံးကအင်္ဂလန်ကိုပိတ်ပင်တားဆီးလိုက်တဲ့အင်္ဂလန်ဘက်ကလည်းဘလို့တုံ့ပြန်တယ်လဲဆိုရင်ပြင်သစ်တင်မိုးတွေမှန်တမျှကိုလိုက်လံဖျက်ဆီးနေတာပါဒါကြောင့်အင်္ဂလန်နဲ့ပြင်သစ်ကပင်လယ်ပြင်မှာ ထိတ်တိုက်တွေ့ကြတော့မှာကိုနောက်အပိုင်းမှာဆက်ပါမယ်